indigo chain ဆိုတာကဘာလဲဒီ indigo chain ကို ပိုင်ဆိုင်ထားတဲ့သူတွေကဘယ်လိုမျိုးတွေထူးခြားနေလဲဆိုတာကိုကျွန်တော်ဒီတစ်လောက်ပြောပြပေးပါမယ် indigo chain ဆိုတာကဒီဝိညာဉ်ရေးရာနဲ့စိတ်ပိုင်းဆိုင်ရာတွေမှာတခြားသူတွေနဲ့လုံးဝမတူဘဲနဲ့ထူးခြားနေတဲ့သူတယောက်ဒါမှမဟုတ်တဘာဝလုံးဖြစ်ရတွေနဲ့ပတ်သက်ပြီးတော့စံအားတစ်ခုခုကိုပိုင်ဆိုင်ထားတဲ့သူတွေကိုပြောတာပါအနည်းအားဖြင့်တော့လူထူးခြားတွေကိုပြောတာပါဒါကလည်းကျွန်တော်တို့ဒီဆိုင်းရဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ဘာသက်တည်းအထောက်ထားမှမရှိတဲ့ new age ဆိုတဲ့အယူအဆတစ်ခုကနေစဉ်သက်လာတာ ဲ့တော့ဒီ indigo ဆိုတဲ့လူထူးခြားတွေအကြောင်းကိုမပြောခင်မှာ new age ဆိုတဲ့အကြောင်းကိုအရင်ဆုံးပြောပါအဲ့တော့ new age ဆိုတာက website လား platform လားဒါမှမဟုတ် app တစ်ခုခုလားဆိုပြီးတော့ထင်ကောင်းထင်နေပါလိမ့်မယ်အဲ့ဒါလိုမျိုးမဟုတ်ပါဘူး new age ဆိုတာကယုံကြည်မှုတစ်ခုကနေစဉ်သက်လာတဲ့အယူဆတစ်ခုကိုပြောတာပါဘာသာရေးမဟုတ်တဲ့စိတ်ဝိညာဉ်တစ်ခုအဲ့ဒီစိတ်ဝိညာဉ်တစ်ခုရဲ့ဒသနာဆိုင်ရာလှုပ်ရှားမှုတွေကိုပြောတာပါဒီအယူဆကလည်း1980ခုနှစ်အစောပိုင်းလောက်ကနေရေပန်းစားလာခဲ့ပြီးတော့ဘယ်ပေါ်တွေမှာအခြေခံထားတာလဲဆိုရင်ဗုဒ္ဓဘာသာဟိန္ဒူဘာသာတွေပေါ်မှာအခြေခံထားပြီးတော့ ့ခြားထပ်မှာဆိုရင်တော့ဒီဂျိုဝင်နေနှောက်တာတော့ဘီရင်တတ္တဘီတာတွေနှောက်ဒီဝိညာဉ်ရေးရပေါ်ဒီမှာလဲအခြေခံထားပါတယ် င်သာမြင်သာရှိအောင်ပြောပြရရင်တော့ဒီဘက်ခင်မှာဆိုရင်တော့ကျွန်းနဲ့ဆွဲကြိုးတွေကိုမြင်လို့ကြမှာပါဒီကျွန်းနဲ့ဆွဲကြိုးတွေကိုဆွဲထားရင်တော့ဘလူမျိုးအန်ဒီရီတွေကနေကာကွယ်ပေးနိုင်ပါတယ်ဆိုတဲ့အဲဒီလိုမျိုးယုံကြည်ချက်ကနေစဉ်သက်လာတဲ့အယူအဆတစ်ခုနောက်တစ်ခုထပ်ပြီးပြောပြရရင်ကျွန်တော်တို့လူတွေတည်သွားကြတယ်တည်သွားပြီးပြီးချင်းမှာကျွန်တော်တို့ဘေးနားကနေသူတို့တွေထွက်မသွားကြသေးဘူးဆိုတဲ့ယုံကြည်ချက်ရှိနေတာမျိုးဒါကြောင့်မလို့ရက်လက်စွန့်သွတ်တဲ့အခါကျရင်သူတို့တွေကိုတရားနာဖို့သွားခေါ်ရတာမျိုးတွေမကျွတ်မလို့ဘူးဆိုရင်လည်းသူတို့ဘက်ကနေကိုယ့်ကိုအိမ်မပေးတာမျိုးတွေဒါမှမဟုတ်တခြားနည်းနဲ့ကိုယ့်ကိုတည်အောင်လုပ်တာမျိုး ိုးတွေအဲဒါကိုပဲကိုဘက်ကနေသူတို့ကတော့မကြိုသေးဘူးအမျှတန်းလေးပေးလိုက်ရင်တော့ကျွတ်ကောင်းကျွတ်မှာပဲဆိုတဲ့ယုံကြည်ချက်ကနေဆင်းသက်လာတဲ့အယူအဆဒါကိုတော့ new age လို့ခေါ်ပါတယ်အခုကျွန်တော်ပြောနေတာတွေအကောင်လုံးကလည်းဆိုင်းယံဘက်ကနေကြည့်မယ်ဆိုရင်တော့ဘာတသက်ထောက်ထားမှမရှိပါဘူးစိတ်ပညာတစ်ခုရဲ့တသနာလို့လည်းပြောလို့ရအောင်အဲ့တော့ indigo တွေကြောင်းပြောကြပါဦး န်ဒီဂိုဆိုတာကတော့1980ကနေ1999ကြာမွေးလာတဲ့သူတွေလို့အကြမ်းပြင်းအဖြစ်သတ်မှတ်ကြပါတယ်။ဒါပေမဲ့လည်း1980ကနေ1999ကြာမွေးလာတဲ့သူတိုင်းအင်ဒီဂိုဖြစ်နေတာမျိုးတော့မဟုတ်ပါဘူး။အင်ဒီဂိုတွေက1980ကနေ1999ကြာမွေးတဲ့သူတွေဖြစ်ပြီးတော့သူတို့ရဲ့ဒီတရောင်စစ်အနာတဝိုက်မှာဒီမှဲ့ပုံစံဆိုင်းလေးတွေပါပါတယ်။တချို့တွေဆိုရင်လည်းညာဘက်မှာပါတယ်။တချို့တွေကြတော့လည်းဘယ်ဘက်မှာပါတယ်။တချို့တွေဆိုရင်တော့နှစ်ဖက်စလုံးမှာပါပါတယ်။သူတို့တွေကတော့တော်တော်လေးထူးခြားတဲ့သူတွေလို့သတ်မှတ်ကြပါတယ်။ ထင်းချက်တစ်ခုအနေနဲ့ကိုက1989ခုနှစ်ကနေ1999ကြာမွေးတဲ့သူတယောက်ဖြစ်ပြီးတော့ကိုရဲ့ဒီလက်တစ်ဖက်ဖက်မှာလည်းဒီအင်ဒီဂိုရဲ့ဆိုင်းတစ်ခုအနေနဲ့ပါနေခဲ့တယ်ဆိုရင်တော့နောက်မှာကျွန်တော်ပြောပြထားပြပါတယ်တကယ်လို့များဒီအင်ဒီဂိုရဲ့ဆိုင်းဖြစ်တဲ့ဒီမှဲ့လေးကအနံ့ရောင်မဟုတ်ဘဲနဲ့အနီရောင်ဖြစ်နေရင်တော့ကြီးပွားချမ်းသာမဲ့လူတယောက်ဖြစ်လိမ့်မယ်ဆိုပြီးတော့ astrology ထဲမှာပြောထားပါတယ်အဲဒါလိုမျိုးမှမဟုတ်ဘဲနဲ့1980နဲ့1999ကြာထဲမှာမွေးတယ်ပြီးတော့လည်းဒီစိတ်ဝိညာဉ်တွေနဲ့ပတ်သက်ပြီးတော့အာယုံရနေတဲ့သူလက်မှာကလည်းဒီအင်ဒီဂိုဆိုင်းမပါဘဲနဲ့သူရ ရဲ့ညာဘက်မေးစေးနဲ့ညာဘက်ယင်အုံမှာဒီခက်ဆောင်းဆောင်းပုံစံမှဲ့ပါတဲ့သူဒါမှမဟုတ်ဘယ်ဘက်မေးစေးနဲ့ဘယ်ဘက်ယင်အုံမှာခက်ဆောင်းဆောင်းပုံစံမှဲ့ပါတဲ့သူနောက်ပြီးတော့အဲ့ဒီသူကမင်းကလေးဖြစ်နေမယ်ဆိုရင်တော့အခုလိုမျိုးစိတ်ဝိညာဉ်တွေနဲ့ပတ်သက်ပြီးတော့လူတွေရဲ့အကျိုးကိုပြုတရားရောင်းနဲ့တလောကလုံးမှာပါရှိနေတဲ့လူတွေကိုပါစိတ်ဒုက္ခပေးမဲ့လူမျိုးဆိုပြီးတော့မှပြောထားပါတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့လက်တစ်ဖက်ဖက်မှာဒါမှမဟုတ်နှစ်ဖက်စလုံးမှာမှဲ့ပါနေပြီးတော့ဦးရဲ့ခုနှစ်ကကျတော့1980နဲ့1999ကြားမှာမမိုးပဲနဲ့အဲ့ဒီရဲ့နောက်ပိုင်းကာလတွေဖြစ်တဲ့1990 69ခုနှစ်ရဲ့နောက်ပိုင်းမှာမွေးတဲ့သူတွေကိုတော့ Christ တယ်လို့ခေါ်ပြီးတော့အဲဒီအထက်ကမှမျက်လုံးမှာကြည်ပြာရောင်တန်းနေမယ်ဒါမှမဟုတ်ပြလဲလဲအယောင်ရှိနေမယ်ဆိုရင်တော့သူတို့တွေကိုတော့ Rainbow Chain လို့ခေါ်ပါတကယ်လို့များအခုကျွန်တော်ပြောနေတဲ့အထက်ထဲမှာ Christ တဲ့ Rainbow Chain တွေပါနေခဲ့မှဆိုရင်တော့အဲဒီသူတွေကအခုကျွန်တော်ပြောပြမယ် Indigo Chain တွေထပ်ပို့ပြီးတော့မှထူးကြပါတယ်အဲ့တော့ Indigo Chain တွေကဘယ်လိုမျိုးတွေထူးကြတာလဲ see that? ချင်ပါဘူး။အခုကျွန်တော်တို့ကြည့်ခဲ့တဲ့ဇက်ကားကဒီအင်ဒီကိုရီရဲ့အဖော်မှာအခြေခံပြီးတော့ရိုက်ထားတဲ့ဇက်ကားပါ။ဒီဇက်ကားထဲမှာဆိုရင်လည်းအဖေဖြစ်တဲ့သူကကားမောင်းနေတယ်။အဲ့ဒီအချိန်မှာပဲဖုန်းကိုကောက်ကင်ပြီးတော့ဖုန်းဆက်လိုက်မဲ့အချိန်မှာတခြားသောဘက်မှာအာယုံဆိုင်မှုကနေသွားပါ။ဒါပေမဲ့ဒီကလေးကကြတော့အဲ့ဒါလိုမျိုးမဟုတ်ပါဘူး။သူ့အဖေကားမောင်းနေတယ်ဆိုတာရယ်ဖုန်းပြောဖို့လုံနေတယ်ဆိုတာရယ်ရှိမှလူတစ်ယောက်ကစပိန်စီးလာတယ်ဆိုတာကိုပါ၃ခုလုံးမှာအာယုံရှိနေတာပါ။တချို့တွေဆိုရင်တော်တော်များများသတိထားမိကြမှာ။အောက်ဖတ်နေတာမျိုးတွေဒါမှမဟုတ်လို့ရှင်ကြည့်နေတာမျိုးတွေသူတို့တွေအဲ့ဒါလိုမျိုးလုံနေတဲ့အချိန်မျိုးမှာ အဲ့ဒီထဲထဲမှာပဲဇံဝင်ပြီးတော့အပြင်မှာဘာတွေဖြစ်လို့ဖြစ်နေမှန်းတော့မသိလိုက်ကြတာမျိုးတွေလည်းအများကြီးရှိပါတယ်။ဘေးကနေစကားသွားပြောတာတို့ဘာတို့ဆိုရင်လည်းဒီမကြားလိုက်တာမျိုးတွေတော်တော်ကြီးခေါ်မှကြားလိုက်တာမျိုးအင်ဂျီကိုတွေမှာကျတော့အဲ့ဒါလိုမျိုးမဟုတ်ပါဘူး။အလုံးတစ်ခုကိုအာယုံဆိုက်ပြီးတော့လုံးနေပြီမဲ့ဘေးနားမှာလူ9ယောက်ရှိတယ်ဆိုရင်လည်းအဲ့ဒီလူ9ယောက်ရဲ့ပြောနေတာတွေကိုအကုန်လုံးကြားနေရတယ်။ဘယ်ဟာကတော့မှားနေတယ်၊ဘယ်ဟာကတော့မှန်နေတယ်ဆိုတာကိုမှသိနေတဲ့လူမျိုးတွေပါ။အဲ့ဒါလိုမျိုးတွေကြားနေရပြီမဲ့လေကိုလုံးနေတဲ့အလုပ်ပေါ်မှာအာယုံဆွေးဆိုင်မှုကပြတ်သွားလားဆိုရင်ပြတ်မသွားပါဘူး။သူတို့တွေရဲ့အကြ ာအာယုံကခံစားမှုကောင်းပြီးတော့လူတယောက်စကားပြောလိုက်တာနဲ့တင်ပဲသူ့ရဲ့ပုံစံကိုမမြင်ရဘဲနဲ့သူ့ရဲ့အတန်ကိုကြားတာနဲ့တင်ပဲသူ့ရဲ့စိတ်နေသဘောထားကဘလို့လဲဆိုတာကိုထောက်ထားနိုင်တဲ့သူမျိုးတွေပါ။ဘုံလင်းလင်းပြောရရင်ချက်ဆိုတာနဲ့နရွက်ကမိတောင်းနေတဲ့အမျော်မြင်ရှိတဲ့သူတွေပါ။နောက်တစ်ခုကတော့သူတို့တွေမှာကိုပိုင်ဆုံးဖြတ်ချက်ဆိုတာရှိပါတယ်။အဲ့တော့ဒီနေရာမှာမေးစရာတစ်ခုရှိတာကလူပဲကိုပိုင်ဆုံးဖြတ်ချက်ရှိမှာပေါ့ဆိုတဲ့အဖြေလေးဖြေလို့ရပါတယ်။တကယ်အပြင်လက်တွေ့တွေမှာကိုပိုင်ဆုံးဖြတ်ချက်မရှိတဲ့သူတွေလည်းရှိပါတယ်။တချို့တွေဆိုရင်အိမ်မပိုင်လို့ပါလို့အိမ်ကမသွားခိုင်းလို့ပါလို့တချို့တွေကြတော့လေအိမ်တောင်ကြ ြသွားတဲ့အထီးကိုတောင်မှကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကဘာမှန်းတောင်မှမကြည့်ရလူမျိုးတွေလည်းရှိပါတယ်။ဒါပေမဲ့အင်ဒီဂိုအများစုမှာတော့ခလေးဘဝအရွယ်မှာကလေးကသူတို့ရဲ့ရည်ရွယ်ချက်သူတို့ကိုယ်တိုင်သိလာတဲ့အရှင်အဟုန်ပါလာပြီးတော့အသက်အရွယ်တစ်ခုကိုရောက်လာတဲ့အခါမှာတော့မတူကွဲပြားတဲ့အမျှော်မြင်တွေကိုပိုင်ဆိုင်လာတတ်တဲ့သူမျိုးတွေဖြစ်တယ်လို့လွတ်လပ်စွာတူးခွန်နိုင်ကြတဲ့သူတွေလည်းဖြစ်ကြပါတယ်။ကိုယ့်ရဲ့အထက်မှာအထက်လူကြီးရှိနေရင်တောင်မှပဲဘယ်ဟာကတော့ဖြစ်တယ်ဘယ်ဟာကတော့မဖြစ်တယ်ဘူးဆိုတာကိုကမေးခွန်းထုတ်နိုင်တဲ့သူမျိုးတွေပါ။စဉ်သက်လာတဲ့နေ့စနေအတိုင်းလောက်တာမျိုးမဟုတ်ဘဲနဲ့ကိုစီးဘူးကဲသမျှ experience တွေကိုပေါင်းပ ပြီးတော့မှ creation အသစ်တစ်ခုဖြစ်ဖန်တီးနိုင်တဲ့သူတွေပါတနည်းပြောရရင်တော့သူများနဲ့မတူတမူထူးခြားပြီးတော့နှစ်ဖူးပေါ်မှာဂျူပေါင်းနေတဲ့သူတွေပါသူတို့တွေရဲ့အားနည်းချက်ကတော့ဒါလောက်တာကင်ဒါမေးထားပြီဆိုတဲ့လူအတိုင်းဝိုင်းကြားထဲမှာနေရတာကိုမကြိုက်တဲ့သူတွေဖြစ်ပါတယ်သူတို့တွေကတော့လူနည်းစုတွေကြားထဲမှာနေထိုင်ရတာကိုသဘောကျပြီးတော့အေးအေးဆေးဆေးနဲ့လွတ်လွတ်လပ်လပ်တွေးခေါ်ကြတဲ့သူတွေပါနောက်တစ်ခုကတော့သူတို့ရဲ့အာယုံကနေဒီကြားနေသမျှမြင်နေသမျှအကုန်လုံးကိုသူရဲ့စိတ်ကနေစွဆွေးနိုင်တဲ့သူတွေဖြစ်တာကြောင့်သူတို့မှတ်မိနေတဲ့အဲ့ဒီအရာတွေအကုန်လုံးကပဲဒီမှာဆိုတစ်ခုအဖြစ်နဲ့နှောက်ယှက်ခံနေရ တဲ့သူတွေလည်းဖြစ်ပါတယ်အခုလိုမျိုးချက်လက်တွေကိုမူတည်ပြီးတော့တခြားတစ်ယောက်ကဘေးကကြည့်နေမှာဆိုရင်တော့ ADHD လို့ခေါ်တဲ့ဒီအာယုံဆွေးတိုင်းမှုချွေယွင်းနေဆိုပြီးတော့လည်းထင်ကြပါအမှန်တကယ်တော့အဲ့ဒါလိုမျိုးမဟုတ်ပါဘူးသူတို့အဲ့ဒါလိုမျိုးထင်နေတဲ့အချိန်မှာပဲဒီ Indigo တွေက creation တစ်ခုဒါမှမဟုတ်တခြားအတွေ့တစ်ခုကိုတွေးနေကြလို့2003ခုနှစ်နဲ့2006ခုနှစ်မှာထွက်ရှိခဲ့တဲ့ဒီဇာတ်ကားတွေ1980နဲ့1986 1989 1998ခုနှစ်မှာထွက်ခဲ့တဲ့စာအုပ်တွေဒါတွေအကုန်လုံးက Indigo ချိုင်းတွေရဲ့အပေါ်မှာအခြေခံပြီးတော့ထွက်ထားတဲ့စာအုပ်တွေ Indigo ချိုင်းက၄မျိုး းမျိုးရှိပါအဲ့ဒီ၄မျိုးလို့ကျွန်တော်နောက်ဆုံးမှာရေးထားပေးပါ